်မင်္ဂလာပါဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်တို့ဟာနေတပန်တနင်္ဂနွေနေ့နဲ့အတူသခင်ခရစ်တော်ရဲ့ဒုက္ခကျင့်ခံတော်မူခြင်းတည်င်းပတ်ကို စတင်ပါပြီဒီတည်င်းပတ်တွင်မှာသခင်ခရစ်တော်ဟာမိမိကိုယ်ကိုကျွန်တော်တို့ရဲ့လူသားများအတွက်အဆုံးအစွန်ထိပေးဆက်ခဲ့တာတွေအသက်ဆုံးတဲ့အထိချစ်ပြခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ထောက်ရှုဆင်ခြင်ကြရမှာဖြစ်ပါတယ်လူသားတွေရဲ့သဘာဝ ဘာဖြစ်လို့လူဘဝကြီးထဲမှာဒုက္ခဆင်းရဲခြင်းတွေရှိရတာလဲဆိုပြီးမိကွန်းကိုမေးကြတယ်။တခင်ခရစ်တော်ကအဲ့ဒီမိကွန်းကိုဘလို့ဖြေသွားလဲဆိုတော့ဘာဖြစ်လို့ဒုက္ခဆင်းရဲခြင်းတွေရှိရတာလဲဆိုတဲ့အဖြေထက်ဒုက္ခဆင်းရဲခြင်းတွေကိုဘယ်လိုပဲပုံရင်ဆိုင်ဖြတ်ကျော်ရမလဲဆိုတာကိုကျွန်တော်တို့ကိုတင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီသတင်းပတ်ကို ဖြတ်သန်းဖို့အတွက် ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဒီကနေ့ထောက်ရှုကြမှာဖြစ်ပါတယ်။ Prophet Hesaya ရဲ့ကျမ်းစာမှာသခင်ခရစ်တော်ဟာဘလိုပဲပုံဒုက္ခဆင်းရဲခြင်းတွေကိုဖြတ်သန်းသွားမလဲဆိုတာကို ကျွန်တော်တို့တော့ကြားနာခဲ့ကြရပါတယ်။သခင်ခရစ်တော်ရဲ့ဒုက္ခကျင့်ခံတော်မူခြင်းတည်င်းပတ်ကိုစတင်ဖို့ကျွန်တော်တို့ကို ထောက်ရှုဆင်ခြင်စရာနှုတ်ကပတ်တော်ကို Prophet Hesaya ကျမ်းကနေမှကောက်လှုပ်ပြီးပေးထားပါတယ်။ဒီကျမ်းစာမှာ တခင်ခရစ်တော်ရဲ့ဒုက္ခခံခြင်းကိုကြိုတင်ဟောထားခဲ့တဲ့ပရောဖက်ကထာဝရဖျားခင်သည် ကျွန်ုပ်၏နားကို ဖွင့်တော်မူ၍ကျွန်ုပ်သည်ငင်းဆန်ခြင်းမပြု နောက်သို့လည်းမဆုတ်ခဲ့ကျွန်ုပ်ကိုရိုက်သောသူတို့အားကြောကုန်းကို၎င်းပတိုင်းမွေးကိုနှုတ်သောသူတို့အားပါးကို၎င်းကျွန်ုပ်ပေး၏တွန်းထိုးခြင်းနှင့်တရွေးထွေးခြင်းတို့မှ ကျွန်ုပ်၏မျက်နာကိုမလွှဲခဲ့ပေဆိုပြီးတော့ပရောဖက်ကကက်တင်ရှင် ကျွန်တော်တို့ရဲ့သခင် ခရစ်တော်ဟာဒုက္ခဆင်းရဲခြင်းတွေကိုနောက်မတုံမဲနဲ့ခံယူမဲဆိုတဲ့အကြောင်းကိုကြိုတင်ပြီးတော့ဟောကြားခဲ့ပြီးတယ်။ဒီအရာတွေကိုခံယူခြင်းကကျွန်တော်တို့လူသားများဒုက္ခခံရတဲ့အချိန်တွေမှာဘယ်လိုဘယ်ပုံ ရင်ဆိုင်သင့်တယ်လဲဆိုတာကိုသင်ကြားပေးခဲ့ခြင်းဖြစ်တယ်။ဘာဖြစ်လို့ဒီလိုပုံစံရင်ဆိုင်ခဲ့ရတာလဲ။ဒုတိယကျမ်းစာမှာရှင်ပေါလုက ဖိလိပ္ပိမျိုးသားတို့ကရေးတဲ့စာမှာပေးထားတာကသခင်ယေရှုဟာဖျားသခင်နဲ့ဒန်းတူဖြစ်တယ်။ဖျားသခင်နဲ့ဒန်းတူဖြစ်ပါတော့လဲပဲသူ့ကိုယ်သူနှိမ်ချတဲ့ကျွံဖြစ်ပုံစံခံယူခဲ့တယ်။ကျွံဖြစ်ပုံစံနဲ့မကပဲနဲ့လဝကတိုင်မှာ အသေးခံတဲ့အထိမိမိကိုမိမိပေးစားခဲ့တယ်လို့ပြောတယ်။ဖျားသခင်ကသူ့ရဲ့ဘုန်းကုံတော်တွေကိုလုံးဝစွန့်ခွာပြီးတော့ မိမိကိုယ်ကိုမိမိလုံးဝတွန်းလောင်းချပေးပြီးတော့လူသားများချစ်ပြခဲ့ခြင်းဖြစ်တယ်။ဒီကြာကတခင်ခရစ်တော်ရဲ့နှိမ့်ချခြင်းနဲ့နာခံခြင်းကို ပြသခြင်းဖြစ်တယ်။ခမည်းတော်ဖျားကလူသားတွေကိုကယ်တင်ခြင်းနဲ့ခမည်းတော်ဖျားရဲ့အလိုဆန္ဒကိုတခင်ခရစ်တော်ကလက်တွေ့အကောင်အထည်ဖော်ပြီးတော့ကယ်တင်ခြင်းကိုလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုကျွန်တော်ကြားရတယ်။အဲ့တော့ အခုနပရောဖက်ဟောထားခဲ့တဲ့ကျမ်းစာအတိုင်းပဲဘာဖြစ်လို့ဒုက္ခဆင်းရဲခြင်းတွေခံယူရတာလဲဆိုရှင်ကျွန်ုပ်တို့လူသားတွေကိုအဆုံးအစွန်အထိချစ်ချင်းမြတ်တာပြသဖို့အပြည့်ရဲ့ဖိနှိပ်ခြင်းကနေမှအပြည့်ရဲ့နှောင်ချိုးတွေကနေမှဆွဲထုတ်ကယ်တင်မှုဖြစ်တယ်ဆိုတော့ပြသခဲ့ခြင်းဖြစ်တယ်။နောက်ဒုက္ခဆင်းရဲခြင်းခံရတဲ့ချိန်တွေမှာလူသားတွေဟာအလွယ်တကူပျက်စီးဆုံးရှုံးသွားကြကြတယ် ဒုက္ခဆင်းရဲခြင်းရဲ့အောက်မှာပြီးသွားတတ်ကြတယ်။အဲ့ဒါကိုသခင်ခရစ်တော်ကဒုက္ခဆင်းရဲခြင်းတွေကိုဘလို့ခြင်းဆိုင်ဖြတ်တန်းရမလဲဆိုတော့ကိုကျွန်တော်တို့ကြားနာရတဲ့ဧဝဂေလိကျမ်းစာကလည်းပြောပြထားပြီးတယ်။ဧဝဂေလိကျမ်းစာမှာဇက်ကောင်တွေအများကြီးတွေ့ရတယ်။သခင်ခရစ်တော်ရဲ့ဒုက္ခကျင့်ခံခြင်းထဲမှာသူကိုရောင်စားတဲ့ယူရစ်ကာရီယုတ်တပည့်တော်ကြီးဆန္ဒပါတယ်မှာတပါးပါဝင်ဖြစ်တယ်။ကိုယ့်ရဲ့သခင်ကိုရောင်စားခဲ့တယ် ကိုယ့်ရဲ့တခင်ကိုငင်းပယ်ခဲ့တဲ့စီမုန်ပေထရုရှိခဲ့တယ်။တခင်ခရစ်တော်ကိုအသေးသက်မှဖြစ်မယ်ဆိုပြီးတော့တေခြင်းကိုတောင်းဆိုတဲ့ဖာရိစေဦးကျမ်းတက်ရှာရီရှိတယ်။ဘူးမသိဘာမသိနဲ့အော်ဟစ်ပြီးတော့သူ့ကိုတတ်ပါသူ့ကိုတတ်ပါလို့အော်ဟစ်တဲ့လူအုပ်ကြီးရှိခဲ့တယ်။တခင်ခရစ်တော်ကိုပြန်ကယ်ဖို့စူးစမ်းခဲ့တဲ့ဟေရုဘယင်ခံရှိခဲ့တယ် တခင်ခရစ်ကိုတတ်ဖို့အတွက်လက်တွေ့အကောင်အထည်ဖော်ပေးရတဲ့ရောမစစ်သားတွေရှိတယ်။တခင်ခရစ်တော်ကိုတနာကျင်လာပြီးတော့နောက်ကလိုက်ပြီးတော့ငိုကြွေးတဲ့ယေရုရှလင်မြို့ကအမျိုးသမီးတွေအကြောင်းလဲကျွန်တော်ကြားကြရတယ်။တခင်ခရစ်တော်လဘကတိုင်တင်ပြီးတော့လဘကတဲ့ဘုံမှာအသက်ဆုံးခံနေချိန်မှာဤသူဟာဖခင်ရဲ့သားတော်ဖြစ်ပါတယ်လို့ဝန်ခံတဲ့လူရတမှုရှိခဲ့တယ်။အဲ့တော့တခင်ခရစ်တော်ရဲ့ဒုက္ခကျင့်ခံခြင်းအကြောင်းလဲမှာ ဇက်ကောင်တွေအများကြီးရှိတယ်ဒီဇက်ကောင်တွေအများကြီးတဲကနေမှကိုဟာဘယ်လိုဇက်ကောင်မျိုးကစားနေလဲဘယ်လိုဇက်ကောင်တွေအုံမျိုးကိုကြင့်နေလဲဆိုတာကိုကိုကိုထောက်ရှုဆင်ခြင်လို့အကောင်ဆုံးသတင်းပတ်ဖြစ်ပါတယ်အဲ့တော့သခင်ခရစ်တော်အနေနဲ့ကတော့လူဘဝမှာတွေ့ကြုံရတဲ့ဒုက္ခဆင်းရဲခြင်းတွေကိုဘလို့ရှင်ဆန်ရမလဲဆိုတော့ပြသတဲ့ချိန်မှာတခင်ခရစ်တော်ဟာကိုကိုကို ပြောင်းမသွားပဲနဲ့သူဘသူဖြစ်လဲဆိုတာကိုမေ့မသွားပဲနဲ့တတ်တိရှိရှိရင်ဆိုင် ခဲ့တယ်ဆိုတာကိုကျွန်တော်ကြားမှာဖြစ်တယ်ဒီဇက်ကောင်တွေအများကြီးမပြောပဲနဲ့ဇက်ကောင်တစ်ခုကိုကြည့်ခြင်းအဖြစ်လောကဆင်းရဲခြင်းခံရတဲ့ချိန်တွေမှာဘလို့ရင်ဆိုင်ဖြတ်တန်းရမလဲဆိုတာကိုကျွန်တော်တို့တင်ယူလို့ရပါတယ်ပရမတယောက်ကစီမုန်ပေထရုသူ့ကို၃ချိန်၃ခါမေးတယ်တင်ဟာဒီလူရဲ့ နောက်လိုက်တပက်မဟုတ်ဘူးလို့မေးတဲ့ချိန်မှာမဟုတ်ဘူးဆိုတော့သုံးခါညင်းဆိုခဲ့တယ်။မတခင်ခရစ်တော်က तू ဘသူဖြစ်လဲဆိုတာကို तू ရဲ့ identity तू ဘသူဖြစ်လဲဆိုတဲ့အရာကိုကြောက်ပြတ်မသွားဘဲနဲ့ဒုက္ခဆင်းရဲခြင်းကိုရင်ဆိုင်ခံထမ်းကြတာကိုကျွန်တော်တွေ့ရတယ်။ပရမမြင့်ကွင်းကတခင်ခရစ်တော်ကိုဖမ်းသွားတယ်။ယဟန်ကြီးကနဲ့ကြံတက်ဆရာကြီးရဲ့ရှေ့မှာ သူ့ကိုတရားစင်တဲ့ချိန်မှာယဟန်ကြီးကမေးတယ် သင်ဟာဖះသားတော်ဖြစ်သလားလို့မေးတဲ့ချိန်မှာသင်ဆိုတဲ့အတိုင်းငါဖះသားတော်ဖြစ်တယ်လို့တတ်သိရှိနေဖြေဆိုခဲ့တယ်ဒုတိယတရားစီရင်တဲ့မြင်ကွင်းကပိလာတုမင်းရဲ့ယုံတော်ရှိမှာသင်ဟာဘယင်ဖြစ်သလားလို့မေးတဲ့ချိန်မှာသင်ဆိုတဲ့အတိုင်းငါဟာဘယင်ဖြစ်တယ်ဆိုမှတခေစိုးကပြန်မဖြေခဲ့တယ်လူတိုင်းလူတိုင်းကဒုက္ခဆင်းရဲခြင်းတွေတွေ့ကြုံရပြီဆိုလို့ရှိရင်ကိုကိုကိုမေ့သွားတယ် ကိုကိုကိုပျောက်သွားတယ်ငါဘယ်သူလဲဆိုတော့မသိတော့ဘူးတော့ငါမခေါမလာတဲ့ချိန်မှာ မတရားမလုပ်ဖို့လည်းမကြောက်တော့ဘူးတော့ကိုယ့်ရဲ့ဘဝမှာအခက်အခဲကြုံလာလို့ရှိရင်ဒီအခက်အခဲကနေမှ ဖောက်ထွက်ဖို့အတွက်မတမာတဲ့နီလန်းရောတမာတဲ့နီလန်းအကုန်သုံးလို့ရှိရင်ဒုက္ခဆင်းရဲခြင်းကိုကျော်လွှားဖို့ကြိုးစားတယ်တခေစုကဒီကနေ့သင်ပေးတာဒုက္ခဆင်းရဲခြင်းတွေတွေ့ကြုံရတဲ့အချိန်တွေမှာကိုကိုကိုမယောင်စားပလိုက်နဲ့ကိုကိုကိုမပြစ်ပလိုက်နဲ့ လူတွေချိန်ချောက်လို့လူတွေကကိုယ့်ကိုဖမ်းဆီးထောင်ချလို့လူတွေကကိုယ်မတရားလုပ်လို့ကိုယ့်ကိုယ်ကိုရောင်းစားလိုက်ဖို့မလိုဘူးဒုက္ခဆင်းရဲခြင်းတွေထွက်ဖို့အတွက်ကိုယ့်ကိုယ်ကိုမေ့ပျောက်လိုက်စာမလိုဘူးဆိုတော့တည်ဆိုတင် जा ပေးခြင်းဖြစ်တယ်။အော်ဒီဒတင်းပါတချောက်လုံးမှာကျွန်တော်တရက်ပြီးတရက်တခေဆိုရဒုက္ခခံကြုံကျွန်တော်ကြားကြားမှာဖြစ်ပါတယ်။တနင်္လာနေ့ကစပဲဘုံဘူးလေးရှိမယ်။တော့ကြာတာပြင်းနေမှာတခေဆိုနောက်ဆုံးညသာစဖို့ကျွန်တော်ထောက်ယူစင်ကျင်ကြားရမယ်။ တကယ်သူအသက်တော်ဆွတ်နဲ့ဒုက္ခရှိရခံတဲ့တောက်ကြနေကြီးကိုကျွန်တော်ဖြတ်သန်းချရမယ်။ဒါပြီးရင်ဘာလာတယ်ဆိုရှင်သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဘုရားကိုကျင်ပါကြရမယ်။အဲ့ဒါကဘာကိုပြောပြလဲဆိုရှင်ဒုက္ခဆင်းရဲခြင်းဆိုတာလူဘဝရဲ့နောက်ဆုံးပန်းတိုင်မဟုတ်ဘူး။လူဘဝရဲ့နောက်ဆုံးပန်းတိုင်ဒီအောင်မြင်ခြင်းရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်သင်ကြားပေးခြင်းဖြစ်တယ်။အော်ဒီသတင်းပတ်မှာကျင်ပါတဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာကျွန်တော်တို့ဟာ ဝိပုကုတ်ခွဲခြင်းမှာပါဝင်ခြင်းဝိပုကုတ်ခွဲခြင်းအတမှာပေးတဲ့သတင်းစကားတွေကိုထောက်ရှုခြင်းအဖြစ်ကျွန်တော်တို့လူဘဝမှာတွေ့ကြုံခံစားရတဲ့ဒုက္ခဆင်းရဲခြင်းတွေကိုဘယ်လိုပဲပုံဖြတ်တန်းကျော်လွှားရမလဲဆိုတာကိုကျွန်တော်တင်ယူကြရအောင်ဝါကျုပ်ပွဲကာလပါစကာပွဲကာလကိုကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်ကျင်းပခဲ့ပါပြီခဏခဏလည်းကျင်းပခဲ့ပြီးသွားပါပြီဒီနှစ်မှာပြန်လည်ထောက်ရှုဆင်ခြင်ကြရအောင်သခင်ခရစ်တော်ဟာဒုက္ခဆင်းရဲခြင်းတွေကို ရင်ဆိုင်တဲ့အချိန်မှာကိုကိုကိုမေ့ပြောင်မသွားဘဲနဲ့ तू ကဖျားသားတော်ဖြစ်တယ် तू ကဘယင်တပားဖြစ်တယ်ဆိုတော့ခိုင်မာဆိုတော့လက်စုပ်လက်ကင်ထားပြီးကားတိုင်းပေါ်ကိုရဲရဲရင်ရင်နဲ့တက်ပြီးတော့အသေးခံခဲ့တယ်နောက်ဆုံးတော့သုံးချက်မြောက်တဲ့နေ့မှာခရစ်တော်ဟာပြန်လဲရှင်ပြန်ထမြောက်ခဲ့တယ်ကျွန်တော်ရဲ့ဘဝတွေကဒုက္ခဆင်းရဲခြင်းတွေအများများနေပါတယ်ပူပန်မှုတွေများနေပါတယ်ဖိစီးမှုတွေများနေပါတယ်တခင်ခရစ်တော်လိုပဲမမမမရက်တည်ကြရအောင် ဘယ်တော့မှအရှုံးမပေးတဲ့စိတ်သက်တွေနဲ့ဘယ်တော့မှလက်မလျှော့ဘဲနဲ့ငါဟာဖျားရဲ့သားသမီးတယောက်ဖြစ်တယ်ငါဟာဖျားစဉ်ရဲ့ချစ်တဲ့သားသမီးတယောက်ဖြစ်တယ်အဲ့ဒါကြောင့်ဒုက္ခဆင်းရဲခြင်းတွေကြော်လွားဖို့အတွက်ဖျားစဉ်ကငါ့ကိုခွန်အားတွေပေးမယ်ဖျားပေးတဲ့ခွန်အားတွေနဲ့စုံခမ်းတိုင်အောင်တည်ကြည်စွာ ဖြတ်သန်းမယ်ဆိုရက်စိတ်သက်ခွန်အားတွေကျွန်တော်တို့ဦးစီရယူရင်းဒီတန်ရှင်သောအပတ်မှာကိုယ့်ရဲ့စိတ်ဓာတ်ကြီးရခွန်အားတွေဝိညာဉ်ရခွန်အားတွေကိုကျင်တရားကြီးရတက်တည်တွေကိုရယူနိုင်ဖို့အတွက် စ조사ရင်ဒီသတင်းပတ်ကိုဖြတ်သန်းလျှောက်လန်းကြပါစို့အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ